ဖမပလာဒင်ညီနေကတော့သူတို့ဒါ AOE တွေများပါတယ်ဆိုတော့ Fasa Gunbia Alone နဲ့အတူเนาะနောက်မှာ Minotaur နဲ့အတူ Cherry QT နဲ့လည်း Obsidian ဆက်လက်ပြီးရွေးချက်ထားပါတယ်။ ပါတယ်ဒီလိုမျိုးအခိုက်အတန့်နေလို့အင်ဂျင်အဲရာတွေကတော့ကျွန်တော်တို့၁၀កောက်မှတစ်ခေါက်လောက်ကတော့ကျုံသွားတယ်ဒါလည်းချုပ်မမြင်နိုင်တဲ့အရာတွေပေါ့ချုပ်မမြင်နိုင်တဲ့အရာတွေပေါ့အင်ဂျင်မှာဆာဗာဒေါင်းရတယ်ဆိုတဲ့အချက်ကကြတော့တော့ဘူးတော့ကတော့ခက်ခဲရှိွားခဲ့တယ်ပေါ့နော်ဒီတိုင်းမှာမှကျွန်တော်တို့နားလေပေးသွားနိုင်ပဲဆောင်ပြီးနေကြတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်ဒီလိုပြောရင်းနဲ့ game 3စတင်လို့လာခဲ့ပါပြီပဲဖြစ်ပါတယ် so platinum man take down low warm land အဝင်မဲ့ AI man ပြန်ပြီးတော့ပဲကျွန်တော် reverse sweep ဆိုတဲ့ပုံစံမျိုးပုံဖော်သွားနိုင်မလားဆိုတာတော့ဒီနှစ်သင်းပေါ်မှာပဲသွားပြီးတော့မူတီနေရယ်ဗျဟုတ်တယ်အဲ့တော့ဒီ game မှာအာတာနိုင်နာအာတာလာနိုင်နေတယ်ပေါ့နော်ဒီ grand ော်တော့အားလီကနေ့ကနေစပြီးတော့ပဲ AI eSport နော်စပြီးတော့ဒီ sorry ဒီဘက်က Paladin နဲ့ပေါ့နော်စပြီးတော့ဖိဖို့တော့တော့ကြိုးစားနေပြီဗျာ Ranger Selena ကတော့ကချာလက်ပူအားသာသွားမယ်ဆိုလဲတော့ fracture damage ကအရင်များသွားနိုင်တယ်ဆိုတော့ကြာလေအဲ့တော့ game မှာအားသာလာနေတဲ့ hero တွေအားလုံးတော့ AI eSport ဒီဘက်က Paladin နေနဲ့ပေါ့နော်ကြိုးပြီးတော့ဖြတ်ဖို့တော့ပြင်ဆင်ထားတယ်ဒီဘက်မှာ deploy signature နောက်မှလည်း AOE အများကြီးနေတဲ့အတူပဲ Rookie DC Minotaur နဲ့အတူ Avatar ရဲ့ Farsa ဟာ AOE တော်တော်လေးများနေတဲ့အတိုင်းအတာတစ်ခုမှာ mid game အားလီကင်းတန်ဖို့တကူကအတော်လေးကိုမြင့်တင်လာနိုင်တဲ့အနေအထားတစ်ခုမှာတော့ရှိတယ်ဒါပေမဲ့လောလောဆယ် Yuri အောက်မှာ Cherry ရီကူတို့တွားကြည့်ရဲဆိုပေမဲ့နော်နယ်လီဒက်စပီရဲ့ရောက်သွားရောဒါဝနာရောရောက်သွားရဆိုတော့ဆက်ပြတော့မလိုက်သွားဘူးဗျာနော်ဖလစ်ကာလည်းပေးလိုက်ရရပေါ့နော်ချယ်ရီကူတီအနေနဲ့ရောအဓိကတော့ယူရီရှိမှာတော့ level 4တိုင်မင်မရှိနေလို့ဗျာရှိမခဲ့မယ်ဆိုရင်တော့ instant ပြတ်သွားနိုင်ကြီးများရှိမလားပေါ့နော်ကျွန်တော် event ကြီးရဲ့ granger လေးကိုလည်းတစ်ချက်တော့စောင့်ကြည့်ရအောင်မယ်ဆိုတော့ game number 3ဒီတော်တော်လေးကိုတော့အရေးကြီးနေပွဲစဉ်တပွဲပေါ့နော်ကျွန်တော်တကောင်ထက်တော့ညမနေ့တော့ဆိုတဲ့စကားကိုတော့မပြောတော့ဘူးရပြီရပြီဒါကြီးကကျွန်တော်ကလကာလေးရဲ့နောက်ွယ်မှာအဲစကားပြောလိုက်လို့ဆိုပြီးရှင်းနေတယ်ဗျာနော်လောဆယ်ကတော့ဒီအချိန်မှာကျွန်တော် event ကြီး hero game တကောင်ကတော့ပေးထားရတယ် ယ် rotation လေးမှာသွားပြီးတော့ပြီးသွားတယ်ဆိုတဲ့ပုံစံမျိုးလေးပြ။ Clarin အနေနဲ့ RDK နည်းနည်းလေးဒါသူတို့ရဲ့ formation လေးတွေအသက်သွင်းထားတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်ဆိုတော့ AI အနေနဲ့ဘယ်လိုမျိုး counter တွေတံပြန်မှုတွေများပြန်လာမလဲဆိုတော့ကြည့်ရမယ်ဗျ။အဲ့တော့ first blood နေနဲ့ image လေးပြန်ပေးလိုက်ရတယ်ဆိုပြီးတော့ထုံးစံတိုင်းပဲเนาะ objective ကတော့ AI e-sport ပဲဆက်လက်ပြီးရရှိထားခဲ့ပါပဲ။ game 1 game 2 game number 3ဒီ objective တွေအားလုံးကိုတိမ့်ပိုက်ထားနိုင်တဲ့ AI e-sport မကင်းရဲ့အားတောင်မှုပါဒီ objective တွေရရှိမှုနဲ့အတူအတားကြီးရအောင်ယူသွားနိုင်မလားဆိုတော့ထက်ကြည့်ရမယ်။အဲ့တော့ လောလောဆယ်အာလီဂိမ်းမှာတော့အီမန်ဂျီလေးကတော့ဒီမစ်ဂိမ်းမှာပေါ့နော်အာသာဂျက်တွေ damage တွေအများကြီးရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပလာနေနေတဲ့ဂန်းကြီးတစ်ခုတကားလေးဖြတ်ထားပြီလောဆယ် arrow တစ်ချောင်းလမ်းမိရယ်ဆိုပြီးပုံမ damage ဆက်လက်ပြီး spare gas ပါမလာတဲ့နောက်မှာတော့ AI e-sport အနေနဲ့ key တွေမရသေးဘူးဗျနောက်ပိုင်းကျရင်တော့ကျွန်တော်တို့ combination တွေသွားပြီးကြီးရမယ်ဗျာ MPK Battle နောက်ကနေပြီး Death Sonata နဲ့ Leader ရဲ့ Abrasive Arrow ဥဆောင်မှုတွေနောက်မှာ AI နေနဲ့ဘယ်လိုမျိုးကစားကွက်တွေပုံဖော်မလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေဆိုတော့ငင်းလို့တော့မရအောင်ပဲပြီးတော့ကျွန်တော် Event G ရဲ့ Goal Lane Maxman Hero Nature ပြန်လည်ပြီးတော့အသုံးပြုလာတော့မြင်တွေ့ရတဲ့ပထမဆုံးပွဲလို့ပြောရမယ်ဗျာနော်ရ ရှင်းရ K1 K2 ကကျတော့ fighter တွေနဲ့ပြည်လာခဲ့ရတာဆိုတော့ဒီအချိန်မှာကျွန်တော် Maxman လေးရောက်အားပြိုင်မှုသွားပြီးတော့ကြည့်ရမယ်ဆိုတော့ อืมตัวที่บัฟนี่มาจ่อนี่พี่เปียโอเคเอ็นเนี่ยมาတော့อลีดาเอ่อดิซาลีนาแอโรทรัคแดเมจนี่จ้าเนี่ยมาเนาะมาแกรนเจอร์ไอ้แดเมจก็เลยอาลีอตอมยาสุนอร์ไลน์เฟรเจอร์แดเมจก็เลยตลอดนี้มาเนี่ยซอไอ้ดิอาตาเจ็ตนี่ก็ไปเตชาขွင့်ก้องอยู่ท้ายเนี่ยเป้ AI Esport อาลีมากระเนี่ยซาปลาเดียบัฟนี่ตัวพี่จ่อนี่ออบเจคทีฟนี่ยาเลยดิบัฟนี่เปลี่ยนยาได้นี่ดาทุกมาတော့ฮิโอเกะนี่เปลี่ยนเป้นี่ยาတော့มาเน็ตเวิร์คก็တော့เปลี่ยนหญิท้าได้เนี่ยเลยไปบอกมาฮิโอเกะก็เลยอีเวนต์จีไปเป้ท้าอ่ะเนาะตัวนี้เนเจอร์รีซอร์ทนี่อกลงปลาเดียบัฟกูจะชัตดาวน์ไล่ฉะนี่เลยตัวพี่ก็ไม่ตื่นเนี่ยนะนอกไปจ้า င်တော့ MC အနေနဲ့ combination ချလာတဲ့အခြေတိုင်းဗတဲ့ impact တွေကလည်းအများကြီးတော့ရှိတော့မယ်ဆို Yuri Pressure Damage ကြီးမှာ Water ပရောလေးတော့နာဝခဲ့ပြီဗျာ back end အနေနဲ့လည်း Rookie DC ရဲ့ healer လေးတွေရှိသွားလို့လည်းကန်ကောင်းသွားတာမဟုတ်ရနောက်တဲ့နှစ်ချက်လောက်တော့ဝင်နိုင်လိုက်မယ်ဆိုရင်တော့အဲ့တော့မှ Vader ရဲ့ key လေးကိုရလိုက်ပါဗျာ AI Esport နဲ့ Vader ရဲ့ key ကိုရလိုက်တကယ်ကောင်းသွားမှာနော် Sky Pierce နဲ့ဆိုရင်တော့ chain တွေပါ chain တွေဟုတ်တယ် ဲ့လိုအနေထားမျိုးလေးတော့ရှိရဲဆိုတော့နောက်ပိုင်းကျွန်တော်တို့အဲ့လိုမျိုး Yuri Sia နေပြီး Sky Pierce ထွက်လာမဲ့ timing တွေကိုတော့ဒါ Platinum အနေနဲ့တော့တော်တော်လေးကို Give ဆိုက်ရမယ်။ဒါပေမဲ့ Cherry Jude က Hero K တကောင်ရထားနေဆိုတဲ့အချက်အချက်က Ali Game ကတော့ Platinum အတွက်တော်တော်လေးကို Comfort ဖြစ်စေရပြ။ Legend Hero လိုမျိး Osiria ဒီ Ali Game မှာ Hero K တကောင်ရထားပြီးတော့ Windrock ကလေးပါထွက်ထားမယ်။ပြီးွားရင်တော့ကျွန်တော်တို့ Hazen Claw Berserker Fury Critical Chance ပေါ်ဖို့တော့ကတော့များမယ်ပေါ့နော်။ လူမျိုး item ပိုင်းခြားရတာပါလာခဲ့မယ်ဆိုလို့ရှိရင် Champion Duty ရဲ့ impact ကလည်းတော်ရှိနေတယ်။ United damage တွေဈာထဲမှာ arrow တစ်ချောင်းအစအစလေးနဲ့အတူပဲပေါ့နော်။ Tartar ကအများဆုံးနီးလေးနဲ့ပဲတခါတည်းတန်းပြီးယူသွားနိုင်ခဲ့ပြီဗျာ။ Objective ကိုတောက်လျှောက်ကိုရရှိထားတဲ့ AI Esport ဒီ objective တွေနဲ့ပဲရှင်တော့ကျွန်တော်ပြောထားခဲ့တဲ့အတိုင်းပဲပေါ့နော်။ Making အားတာမှုကိုပါဆက်လက်ပြီးရအောင်ယူသွားနိုင်မလားဆိုတော့ထက်ကြည့်ရအောင်ပဲဗျာ။ဒီ shit game number 3မှာတော့လေ game 1နဲ့ game 2နဲ့စာမယ်ဆို KD အတော်လေးတော့နည်းနေတယ်။အဓိကကတော့အရင်ကတော့သူတို့အနေနဲ့မသေးချာပဲနဲ့မလုတော့တာပေါ့နော်။ပြီးတော့ပိုပြီးထူးခြားတဲ့တစ်ချက်ကကြတော့ Maxman အနေကလုံးဝ 5မိနစ် timing လေးဆုံးဆုံးလေးမှာစတင်ပြီးတော့ပဲကျွန်တော်တို့အနေနဲ့ lane တွေ main lane တွေတက်ပြီးတော့ပါ quick wave တွေဒါ family speed chain တွေပုံစံမျိုးလေးတွေပေါ်ပြီးတော့တွေ့ရဆိုဒီပွဲကတော့ချိန်နေပေါ့ကိုကျွန်တော် maxman နှစ်ယောက်ရဲ့အားပြိုင်နေပွဲကိုသွားပြီးတွေ့ရမှာဒီမှာဒီပါတဲ့ hand strike ပြီးွားခဲ့ပြီ ဟုတ်သူတို့အိုင်နဲ့ထွက်မှာနည်းနည်းဗတ်တယ်လေးဒါလည်းနည်းနည်းအမြိုင်းပါဗောနော်ကြည့်လို့ကောင်းပါဗောနော်လက်ရှိမှာတော့ဇီဝန်းနဲ့ဒီပွဲချင်း၄မိနစ်အတော်လေးကိုငြိမ်းနေတယ်စိုက်တို့ပြန်ပြစ်ကြည့်မယ်ဆိုလဲဂိုးလင်းကလွဲပြီးတော့ channel ၄ကသွားပြီးခမ်းဖို့တော့မလွယ်ဘူးဆိုတော့ကြရှေ့ပွဲကတည်းအတော်လေးကိုဒီပွဲမှာတော့ငြိမ်းနေပြီးတော့ game 3ဖြစ်နေနေကြတဲ့ခုမှာနောက်တဲ့ game တပွဲမရှိတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့အနိုင်အရှုံးအတွက်ဒီနှစ်သင်းဟာအသေးချာလေးကိုအမားမခံမဲနဲ့ကြိုးစားနေတာဖြစ်တဲ့အတွက်ကြောင့်၅မိနစ်အစွန်နောက်တဲ့ second half တည်း low wave ပြီးမှာပဲ 5v5 တဲ့ထပ်ပြီးတွေ့ရမလို့ဆိုတော့နောက်တဲ့ game ကြီးကစပြီးတော့ AI eSport အရင်ဆုံးလှုပ်ထားတယ်ဆိုပေမဲ့ deploy ဖြစ်နေတဲ့အတိုင်းလာမှာတော့ဘာမှလှုပ် င်မရခဲ့ဘူးဗျာ 5v5 battery မှာတော့ potential အမြင့်ဆုံးရှိလာနိုင်ချေရှိတဲ့ကျွန်တော် deploy ရဲ့ allo ကိုတော့သွားပြီးတိတ်တောင်းလို့ပို့တော့စူးစမ်းနေခဲ့တာဗျာတစ်ဖက်မှာလည်းကျွန်တော် PN သွားပြီးတော့ပဲဒါ ambush လုပ်ဖို့တော့ကြီးနေခဲ့တာပေါ့နော်ဒါပေမဲ့တစ်ဖက်ကနေပြီး AI e-sport ဖြစ်နေရဆိုတဲ့အတွက်ကြောင့်သူတို့တွေဒီ death speed တွေ death speed တွေတိုင်းတော့လုံးဝတော့လွတ်တော့တောင်းဘူးဆိုပေမဲ့ air strike ကိုတော့ပြန်ပြီးတော့ပဲ counter ဝါတာတော့ prison arrow နဲ့ဗျာတော်လေးကောင်းတယ်ကောင်းတယ်အဲ့တော့ image damage လေးကလည်းအနေငယ်လိုအပ်ချက်ရှိသွားလို့လား avatar နေနဲ့နောက်တစ်ချိန်ကန်ကောင်းပြီးတော့လွတ်သွားတာပေါ့နော်အဲ့တော့တစားစားနဲ့နောက်တစ် sky bear စားတယ်အေး sky bear စားတွေကထပ်မှတ်ပြီး ော့ဘီလာမေဆိုတော့ဗာတာအနေနဲ့အဲ့လိုမျိုးနောက်တစ်ချိန်လွတ်မှာတော့မဟုတ်တော့ဘူးကြာဟုတ်တယ် ကျွန်တော်စိတ်ဝင်စားတာတော့ goaling matchup ပဲပေါ့နော်ဒါဟုတ်တယ် goaling ဟုတ်တယ်ချင်းချင်းကလည်းအထာတီးနေတဲ့လူတွေဆိုတော့ဒီအချိန်မှာကျွန်တော် event ကြီးနဲ့ cherry judy ရဲ့အားမြိုင်မှုဘယ်သူမှများသွားပြီးတော့အထာတီးရအောင်မလဲဆိုတော့ကြည့်ရမယ်ဒါပေမဲ့ long range damage တဲ့တစ်ခါလေး brass dan တွေရှိရ cherry judy ကလေကင်းရောက်လာပြီဆိုတာနဲ့သူ event ကြီးကို brand ကို face to face ရှင်းဖို့တော့ကတော့ခက်ခဲတော့မှာတော့မဟုတ်ဟန်တော့ဘုံနဲ့မိွားခဲ့မယ်ဆိုရင်သူ့ရဲ့ passive တွေပါနေတဲ့ဆိုရင်ပေါ်လေးကိုနားရည် data final slash pa7 တော့ဖြစ်နေတယ်အနေအများနဲ့ zone အတွင်းထဲမှာနောက်ကနေပြီး air strike မှာ data အနေနဲ့က brazil air ကိုလှမ်းထောက်ထားတယ်ဆိုတဲ့အတွက်ကြောင့် plating အသင်းအနေနဲ့ position တော်တော်လေးကိုတော့ view side နေရ ။ As right finance select မရှိတဲ့ဒိုင်းနာတခုမှာ data တွေကိုဆက်လက်ပြီးရေဖို့အတွက်အဆင်ပြေပါမလား။ဒါပေမဲ့ rookie dice မှာထောင်းတဲ့တစ်ချက်တော့ရှိနေသေးတယ်ဆိုတော့အဲထောင်းတဲ့တစ်ချက်လေးကိုကြည့်ရမယ်။လမ်းတော့ထောင်းလာတယ်မယိုရီ။ဘာမှတော့မဖြစ်ဘူး။ဒါပေမဲ့ data တွေနောက်ပြေးကပ်ဖို့တော့ကလည်းတော်တော်လေးလမ်းဝေးနေတယ်နောက်မှာတော့ပေါက်ဆောက်ကို data တွေပြန်ပေးလိုက်ရပြန်။အဲ့တော့ချက်ပြီးပြီးတဲ့ damage ကြားတယ်မ PA7 ပြန်တော့ချက်သွားပါသေးတယ်။အဲ့နောက်မှာနောက်တဲ့ Messi တကောင်ကထပ်လိုက်ဖို့တော့ကြိုးစားနေတယ် Messi အထိန်ခံနိုင်နေတယ်။ data နဲ့သူ hero king နှစ်ကောင်ကလိုက်ပွဲထက်ထည့်ပေးလိုက်ရပါပြီ။ချက်ချူတီရဲ့ impact ကိုအရင်ဆုံးစပြီးတော့မြင်တွေ့ခဲ့ရတယ်လို့တော့ပြောရမယ်ဗျာ။ဒါလို့မျိုးကျွန်တော် OCDR ဆိုတဲ့ ဲ့ Maxman ဒီအားလေးတဲ့ဟိုကဒါမျိုး space တွေရရနေရဆိုတော့တော်တော်လေးကိုကြောက်ဖို့တော့ကောင်းနေဗျာဒါတွေ objective ကိုရခဲ့တယ်တစ်ဖက်ကနေလည်းအဓိက utility ဒီသူ့ရဲ့ gain ဆန်းနဲ့တစ်ဖက်ကနေချုပ်ထဲမှာရှိနေရဆိုတော့ပန်းလိုက်တာထပ်ပြီးတော့ final slash the air strike combo တွေကြားမှာ leader တော်တော်လေးကိုရုံထွက်နေရရဗျာထားပြင်အောင်မှာကတိုးလေးသွမ်းမှန်နေတဲ့ Yuri ဒီလည်း channel zone နဲ့ကိုဝင်တိုက်တာဖို့အတွက်ကတော့တော်တော်လေးကိုအနေရများတဲ့အခြေအနေတော့ဖြစ်နေပါဘူး vada နှစ်ချိန်တိတိလွတ်သွားတဲ့အတိုင်းတစ်ခုမှာအဲ့နှစ်ချက်မှလည်းအတော်ကောင်းနေခဲ့တယ်နောက်မှာ damage ပေးထားနိုင်ခဲ့တယ်ဗျအဲ့နောက်မှလည်းအောက်မှလည်းပေါက်စား image ကိုနောက်တဲ့တစ်ချိန် KU ထားနိုင်ခဲ့ပြီဆိုတော့ဒီ game number 3အားလုံး တ်ချက်တစ်ခုမှာတော့ပလာဒင်အတော်လေးကိုတာနေခဲ့တာပါဟုတ်တယ်အနေထားလေးကတော့ပလာဒင်အတွက်ကတော့အဖွင့်လေးတော်တော်လေးစုပြည်နေရလို့ပြောရမယ်ဆိုတော့ Brazil Arrow တော့မှန်ထားခဲ့တယ် Deep Drop ဖြစ်နေဆိုတဲ့ကြောင့်အများကြီးကလုံးလို့တော့မရဘူးပြ Final Slash ကလည်းပြန်ပြီးနိုင်ရဆိုတဲ့အခြေအနေတစ်ခုတည်းမှာ Dash Lane နဲ့ပဲပြန်လည်ပြီးတော့ပဲ4ဘတ်သွားခဲ့ပြီပလာဒင်အသင်းနေနေကတော့တော်တော်လေးကိုတော့သူတို့ရဲ့ Found လေးတွေငြိမ်နေရလို့ပြောရမယ်ဗျာဟုတ်တယ်လုံးဝအမှားမရှိအသေးချာလေး Found လေးတွေငြိမ်နေခဲ့တဲ့ပလာဒင်နောက်တစ်ချက်တစ်ထိန်နဲ့ BA7 နဲ့ Final Slash ဒီတိုင်းမထိန်ခဲ့တာသဟောမှာလီးတာပြန်အကုန်မှာတော့ဘာသာလေးကိုပြန်ရလိုက်တယ်ပဲနောက်မှယိုရီပြန်ဝင်လာတယ်ဆိုပေမဲ့ damage ဘလုံးမမမြတဲ့နောက်မှာတော့ online first star ဘသလုံးတော့ AI eSport စတင်ပြီးတော့ပေးလိုက်ရပါပြီ။ဒီကပြဿနာကတော့ EVG နှစ်ခါ down ရတာကနေစရဲလို့ပဲကျွန်တော်ပြောရမလားတမန်ရမလား။ဒီကကျွန်တော် P EVG အနေနဲ့ Golden Time နေသူ support swipe ပြနိုင်မယ်ဆိုတဲ့အချိန်နေအကုန်လုံးက platinum အသင်းအနေနဲ့ short ချထားတယ်။ဘလို့ short ချထားတယ်ဆိုရဲအားသာချက်တည်ဒီအချိန်မှာတော့တို့ main game domination ကိုကောင်းကောင်းကြီးလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုတော့သွားပြီးတော့တွေ့နေရတယ်။ objective fight တွေကတော့တိတ်တော့မြင်တွေ့ရမှာတော့မဟုတ်တော့ဘူးဆိုပေမဲ့ low objective မတိုင်ခင်လေးမှာတော့နှစ်သိန်းလုံးအနေနဲ့လှုပ်လှုပ်ရရလေးတစ်ခုမှလုံထားမလားဆိုတော့ကြည့်ရမယ်ဗျာ။ Jury မှာတော့ capacity ပြီးတော့ counter strike damage ကတော့လောင်းနေပြီလို့ပြောလို့ရရမယ်။တစ်ဖက်မှာတော့ event ကြီးအနေနဲ့ဒါကြော sky pieces ကထည့်ထားတယ်ဆိုတဲ့အတွက်ကြောင့် yuri အနေနဲ့ sky pieces ထပ်ပြီးတော့သွားဖို့အတွက်ကကြတော့ potential တော်တော်လေးတော့နည်းတယ်ပေါ့နော်။ event ကြီးရဲ့ sky pieces ကိုပဲအားကိုးမယ်ဆိုတဲ့ပုံစံမျိုးပဲ။ဟုတ်တယ်။ sky pieces လည်းပြီးလာပြီဆိုတော့နောက်ပိုင်းဖြတ်ရတဲ့ damage လေးဒါပိုကောင်းလာတော့မယ်ပေါ့နော်။ဒါပေမဲ့လောလောဆယ် avatar ကို ပြောနေတာပေါ့နဗာဒာဒီဂလိုးလေးကတချောင်းနဲ့တောင်ဒါလောက်ဒီ damage ထွက်နေနောက်ပိုင်း identify ကလေးတွေပါပဲထပ်ပြီးတော့ထပ်ထွက်သွားနိုင်တယ်လောသောပေါ့စတ်တက်အထင်းမှာတော့ PA7 နောက်တက်တဲ့ချိန်3ကတီတီ down သွားနေတယ်ပဲ PA7 မမာနိုင်တော့ဘူးဗျအဲ့တော့မှလေ image ကကင်းနှကောင်ပေးထားတဲ့နောက်မှာ item လိုအပ်ချက်လေးတွေရှိနေတဲ့နောက်မှာတော့ဒီ low ကို AI eSport ပြန်ယူဖို့တော့ဟာဘလုံးမှမဖြစ်နိုင်တော့ဘူးလို့ပြောရမှာပဲလူရင်းနေတော့တော်တော်လေးအလံဝင်းနေရဲ့ဂျားတဲ့ပြောလူပီဒီစီပြန်ပြောပဲ minus QB ကတော့ပေးထားသေးရဲ့ဗျ lot objective chance မှာ beauty fusion ကို PS ပြန်ပြောပဲရထားသေးရဲ့ဗျ platinum အသေးအနေနဲ့တော်တော်လေးကို sticky ဖြစ်နေတဲ့ found တစ်ခုကို AI ခြေပြတ်ဖို့ခက်ခဲနေရယ်ဆိုတော့ကျွန်တော်ရင်းလို့မရပါဘူး။အဲနောက်မှာတော့ first law objective ကိုပဲ5မိနစ်နော်။ဒိုင်းနာတစ်ခုမှ base set လိုက်ရတဲ့ AI e-sport အားလီဂိမ်းမှာတော့ objective တွေစင်ပြေခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းမှာ Bladin ရဲ့ air strike တွေ Bladin ရဲ့ spacers တွေပြန်မှန်ခဲ့တဲ့နောက်မှာ Leicester တဲ့ Hero King နှစ်ကောင်ပေးလိုက်ရတဲ့ Bladin နောက်ရဲ့ tempo တစ်ခုကိုပါဆက်လက်ပြီးတော့ထိန်းခံထားရင်းနဲ့ first law ဆိုတဲ့အရာမျိုးပါ AI e-sport ဆက်ပြီးတော့ပေးလိုက်ရပါပြီ။ Chase Studio Space တွေသွားပေးလိုက်တာ AI အတွက်တော့တော်တော်လေးကိုခံစားရတာဖက်စီရတယ်နော်။ Chase Studio ကနေပြီးတော့ထွက်လာတယ်ဆိုပြီးတော့ကျွန်တော် damage တွေကဒီအချိန်မှာတော်တော်လေးကိုတော့ခံစားခံနေပြီ။နေတယ်ကလည်း ဒီ scale 1ပေါ့နော်ဒီ detail လေးကလည်းတော်တော်လေးဝေးတဲ့ range မှာတော့ရှိရပြီးတော့ hand ကိုဘုံနဲ့ချိန်သွားခဲ့ပြီဆိုရင်နောက်ကနေပြီးတော့ follower ကပလာရင်ကတပင်းလုံးပါလာခဲ့တာဗျာနော်ဒီ block အနေနဲ့ဘယ်တဲ့အရင်စမယ်လို့ထင်ထားခဲ့ရဆိုရင်တကယ်တော့ ပုံစံလေးကိုကြီးလိုက်မယ်ဆိုရင် play mate က cherry juice တောက်တော့သွားဖြစ်နေသူအနေနဲ့ hand off ဘုံမိွားမိဆိုတာနဲ့ဗတဲ့အစလာနိုင်ကြီး percentage က60ရာခိုင်နှုန်းလောက်ရှိတယ်နော်အဲ့တော့ marukiti si oic လေးပါထပ်ထပ်သားလေဆိုတော့ shield လေးတွေပါထပ်ပါနေတယ်ပလာတွေနေတယ်ဗတဲ့ဆန်ကတော့ပို့ပြီးတော့ကောင်းသွားပြီဒီဘက်မှာ pause ရဲ့ blink တွေကလည်းသွားကောင်းနေလို့ deploy signature point နဲ့ slug ကလည်းတော်တော်လေးအလုပ်ဖြစ်နေတဲ့ပွဲတဲ့ပွဲမှာ air strike တွေကလည်းတကယ်ကိုကောင်းနေခဲ့တယ်အဲ့တော့မှနောက်မှရှိနေခဲ့တဲ့ massman item ထွက်တာတော့မဆမ်းဘူးလို့ပဲပြောရမှာရှေ့က၄កောင်လုံးကကောင်းနေအမှန်တော့လေပလာတွေကကစားကွက်တွေကို ai နေနေရတော့ဒါတို့အနေနဲ့တဝက်လောက်တော့ င်နေရလို့တော့ပြောရမှာပဲဗျ။ Diamond High Ground Defense တခုလေကျွန်တော်မေးထားလို့တော့မရအောင်။ဒီနံပါတ်2မှာ AI ကောင်းဖန်တဲ့လာခဲ့ရဆိုတော့ Collaboration ။ Bobby Meade ရဲ့ဂျာမန်တို့ Yuri တန်းပြတ်သွားလို့တော့များနေပြီဗျ။တန်းပြတ်တယ်ဒါပေမဲ့ Bowser အနေနဲ့လည်း Oh Crown Lane နဲ့တော့ပြန်ခဲထားတယ်။နောက်မှာ Rookie Tizzy ပြန်ထောင်းမှာ Vada ရဲ့ S-Ride ဂျာမန်မှာ Bowser အနေနဲ့မတည်သွားခဲ့ဘူးဗျ။အဲ့နံပါတ် Deploy ပေးထားတဲ့ Damage ဂျာမန်မှာတော့ Mega Second တလုံးပါ။ဆက်လက်ပြီးရထားတဲ့ပလာတွေ Network ကမှာတော့အတော်လေးကိုတိတာအသာသွားနေတယ်ဗျ။နောက်တော့ Mega Shield တွေကိုပါထက်ရသွားပြီဆိုတော့နောက်တော့မကြခင်ပေါ်လာတော့မယ့် Second Lot တစ်ကြိမ်ဟိုတော့ပလာတွေထက်ကောက်ထားနိုင်ခဲ့မယ်ဆိုရင်တော့ ့ဒီလောင်းနဲ့တူမဲကလေးကိုမှတခါလေးတန်းချိုးလို့ရနေပါပြီ policy တွေတစမ်းမှမရှိတော့ဘူးဆိုတဲ့အချက်ကတော့ AI အတွက်ကတော့တော်တော်လေးကတော့တက်ရှူတော့ကြက်စီတယ် Cherry Judy အနေနဲ့က Malefic Gun မှာထွက်သွားခဲ့ပြီဆိုတော့ Even G အနေနဲ့သူ့ရဲ့လုံမိုးလောင်းရင် damage တွေကို blind နဲ့ပို့ဖို့အတွက်ကတော့အဆင်ပြေနိုင်မလားဆိုတော့ကြည့်ရမယ်ပြချင်းသိပေါ့ကို Even G ဖြစ်နိုင်မှာတော့ရမယ်ပေါ့နော်ဒါပေမဲ့ Even G ကိုယ်တိုင်ကလည်း PS ရဲ့ migration တွေကို to purify နဲ့ရှောင်နိုင်မယ်ဆိုရင်တော့မှအဓိကသူ purify နဲ့ထွက်လာခဲ့တယ်ဆိုတဲ့အတွက်ကြောင့် Avatar ရဲ့ airstrike တွေကိုရှောင်မှုအတွက်ကတော့ခက်ခဲနေရပြသူ့မှာသူ့ရဲ့ငကိုပါလာတယ်ဆိုတဲ့ scale to blink လေးပဲရှိရပေါ့နော်ဒီချိန်မှာ deploy နဲ့ ာထာရဲ့လက်ထဲကနေပြီးသူဘလို့ရှောင်းမလဲဒီခက်ခဲတွေကသွားပြီးရှိနေခဲ့တာဗျာကွန်ဘိုမှာ AOE အကြီးဆိုရှောင်းရှားဖို့ကလည်းခက်တယ်အဲ့နောက်မှာရေဟန် eSport အနေနဲ့သူတို့ရဲ့ hero နဲ့သူတို့ပြန်ဒီးကန်နေရလို့ပြောရမှာပဲ game 2မှာတော့ leader farza နဲ့တအားကြမ်းပြခဲ့ဒါပေမဲ့ game 3မှာတော့မရတော့ဘူးပလာနေက8 farza တော့ပေးမှာမဟုတ်သူတို့ကိုယ်တိုင်ပြန်ကင်ထားပြီးတော့ပဲအကယ်ဒီ boy မှာ farza နဲ့ damage အများကြီးထွက်ထုတ်ထားနိုင်ခဲ့တယ်ပေါ့နော် farza တက်လည်းပို့ပြ damage မှာထပ်ထုတ်ထားနိုင်ခဲ့တယ်ပေါ့စနဲ့ cherry duty ကလည်းပို့ကောင်းနေခဲ့တော့ farza တက်ပို့ကောင်းနေ hero နှစ်ကောင်လောက်ပါနေတဲ့ AI eSport အနေနဲ့ဒီ boy မှာ farza ကိုလည်းဖျက်ရခက်ရင်းနေလို့နောက်မှ damage ထွက်နေတဲ့ mass မန်းနေဒီ jungle တွေကိုလည်းဖြည့်ရှင်းနေရတာခက်နေခဲ့တဲ့ AI e-sport အနေနဲ့ဒီ game ကတော့အတော်လေးကိုအဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရပြီလို့ပဲပြောရမှာပဲဗျ draft နဲ့တသားလေးဖြစ်နေတဲ့ platinum တို့ကျွန်တော်တို့ပြောရမှာပေါ့နော်အတဲဒီကတော့နောက်ကနေပြောကျွန်တော် PS ရဲ့ pick off ရှိနေတဲ့ဂျားထဲမှာအဲ့လို pick off မိထားတဲ့လူကိုလာပြီးတော့ကဲမယ်ဆိုရင်တော့ rookie dc ရဲ့ mind of fury နဲ့လုံးဝဇုံးထားတာဗျဒီဂျားထဲမှာ multi block ရှိနေသေးတဲ့အပြင် vartha ကိုယ်တိုင်အောင်ကလည်းဇုံးနှင်းပြန်ပြီးထားလို့ရတယ်ဆိုတဲ့အခြေအနေတွေကို AI နဲ့ရင်ဆိုင်ကတော်လေးကိုခက်ခဲနေတယ်အဲ့ဒီ block ဒီအချိန်မှာတော့သူအနေနဲ့ front line ထဲမှာလည်းသွားပြီးတော့ block ပေးထားတယ်ဗျ leader ရဲ့ present arrow မိသွား ခဲ့မယ်ဆိုရင်တော့ battery 80ရှိသေးလေးရအောင်မြင်တွေ့လာနိုင်ခြေရှိရဆိုရင်မလို့ဒီအချိန်မှာတော့ objective ကိုတော့ AI လက်လွတ်ပြီးတော့ပဲတသိန်းလုံးပြန်လှည့်ပြီးတော့ fallback နေခဲ့ရပါတယ် AOG Fury ရောမရှိဘူးသူ Rookie Dizzy ဖက်ပြီးတော့မထိန်းတာနဲ့ဒီဓာတ်ကူမှာ Messi အထိန်းခံလိုက်ရတယ်ဗျာနောက်မှလည်းပေါက်ဆက် damage တွေကြားထဲမှာတော့မလွတ်သွားတဲ့ Messi နေနဲ့တစ်ခါလေး10 down သွားပါပြီအဲ့ဒါမှ second loss ဆိုတဲ့အရာမျိုးပါထပ်မံပြီးတော့ base ထားရတဲ့ AI eSport ဒီ defensive တစ်ခုမှာတော့ Messi ကပါပါမလားဆိုတော့ထက်ချရမယ်ဗျာအဲ့ဒါမှတော့ Mega Shi မရှိတော့တဲ့သူအနေနဲ့ရောနေတဲ့ mid lane ကနေပြီးတော့ပဲဆက်လက်ပြီး second loss နဲ့တူထက်တက်လာခဲ့တဲ့ လာရင်ကိုဒီချိန်မှာ defend ပို့တော့ကတော့9ယောက်လုံးတော့ပြည့်မနေဘူးဗျ AI နေနဲ့ဒါပေမဲ့ Messi အနေနဲ့73 second ဆိုတဲ့အတွက်ကြောင့်တော့တစ်ဖက်ကနေပြ Lord defenses တခုကိုတော့မှီလိမ့်မယ်လို့တော့ကြောက်နေတယ်ဗျဒါပေမဲ့တစ်ဖက်ကနေပြ long range damage တွေပြန်ပြီးပါနေရဆိုတဲ့အချက် AI နေနဲ့ဘယ်လိုမျိုးပြန်လဲပြီးတော့ defensive လုပ်မလဲပေါ့နော်အလီတိုင်းရဲ့ precision arrow တွေကျောင်း high ground မှာတော့ခေါင်းစီကိုပဲပြန်ပြီးချီးလို့ရရဆိုတဲ့အချက်တွေကလည်းသွားပြီးရှိနေသေးတယ်အဲ့တော့ PA server unbreakable AOG တွေအသင်းကိုဘယ်လောက်ထိများထမ်းပေးထားနိုင်မလဲ Messi နဲ့ combination နဲ့မှာကျောင်း high ground defensive တခုကို AI ဘက်ကနေပြ AI ဘက်ကနေပြချီးရတော့မယ်ဗျ Messi မရရောက်တော့ raise slot တွေတောက်ရှော့ကိုလှည့်ထားပေးနေပဲဝင် လာတဲ့ Cree Wave ဖို့တော့အကောင်းဆုံး defender နဲ့ပဲမေဂလေးကိုမပေးအောင်တော့အသေးချာလေးကို damage ပေးထားနိုင်ခဲ့တာဗျ။ဒါပေမဲ့နောက်တော့တက်တက်လာတဲ့ Cree Wave တွေကြားထဲမှာ spare ပြန်ပြည့်နေတယ်ဗလာဒင်ရဲ့အသင်းကိုတော့လောက death death ပြီဒါပေမဲ့ defend ကမလုံးမမလွတ်တော့အဲ့နောက်မှာ image ကြီး plane ကြီးပြန်ပြီးပေးလိုက်ရတယ်ဗျ။ final slap တွေအဲ့ဒီမှာမရှိနေခဲ့တဲ့ cherry tree damage တွေကြားထဲမှာ down သွားပါတော့။အဲ့နောက်မှာတော့ blend မှာလည်း two man ပါနေရဆိုပြီးအဲ့ဒီမရှိလို့ editor ရှိမယ်ဆိုတော့အဲ့နောက်ကောင်မှာထပ်ပြီး down သွားနိုင်တဲ့အနေထားပါ။ violent dance ရှိခဲ့မယ်ဆိုရင်တော့ troll လေးတို့ခြေနေတော့မကောင်းဆိုရင် migration နဲ့ loss လေကျွန်တော် gank နဲ့ damage မှာ troll လေးတို့စိတ်နေတယ်။ water zone နဲ့ပြလေးပြထားတာ ော့ကျွန်တော်မက်ဆီကောမော်တော့တောင်းခံနေတော့ပဲဗျာဒါပေမဲ့တစ်ဖက်ကနေပြီးပလာတဲ့အသင်းနေနေကတော့သူတို့နေမီကတလိန်ယူပြီးွားတဲ့အချိန်မှာ AI ကတော့အလုံးလိုက်ချင်းလိုက် pressure ပေးဖို့အတွက်ကတော့ချောင်းနေတယ် AI ကလည်းလုံးဝ counter attack ဖန်တီးဖို့အတွက်ကိုကြည့်နေတယ်ဗျာ PA7 down shot ဆိုလိုပဲ sandbat လောက်ထားကြမှာ AOG ပြန်ပြီး forward ခဲ့ရပြီ AOG မရှိဘူးဆိုတဲ့အချိန်မှာတော့ပလာတဲ့အသင်းနေနေ high ground တက်ကတော့တော်တော်လေးလို့အဆင်ပြေွားခဲ့ပြီဗျာ 4v5 ကို down shot ဆိုင်နေရတဲ့အတိုင်းအတာတစ်ခုမှာတော့ mega lane တို့ပါ down shot ဖေးနေရရင်ဒီနောက်ဆုံး channel ကတော့ mega lane ထပ်ပေးလိုက်ရမှာ3 lane mega ပါအဲ့တော့ air strike down ကို down shot ခံနေရပြီ block dead နေကြတယ်မှာ e man g find နဲ့ slide ပြီးကြားရမှာတခါလေးထက်ပြီးတော့ down သွားပြီဗျာဒီ block လေးကိုတော့ပြန်ရခဲ့တယ်ပို့ပြီးပို့ saturation တစ်ခုမှတော့ပေါ့စားရ damage တွေနောက်မှဝင်လာတဲ့ဘာတစ်ချိန်ကြီး damage တွေကို AI e-sport တေးကြလေးတော့မခံစားနိုင်ဘူးဗျာ down shot ပဲ down shot ပဲဒီ region ဒီ down shot ပဲပြန်ပြီးဖြည့်နေရတဲ့အတိုင်းတစ်ခုမှအကောင်းဆုံး defensive တစ်ခုတော့တေးချတော့ပြန်ပြီးလှုပ်ထားနိုင်နေဆိုပေမဲ့ mega 3 lane ကတော့မကြံတော့ဘူးဗျာဒီက3 lane အားဆိုပေမဲ့ platinum ဘက်မှာတော့3 man ပါပဲကြံတော့ရဗျာ AI နေနဲ့ဒီအချက်ကိုတော့ vanish block ယူနိုင်မလဲဆိုတော့ကြည့်ရမယ်ဒီကတော့ counter attack တွေအတိုင်းကတော့ leader ရဲ့ present arrow ပြီးွားရင်တော့ကျွန်တော် PA7 ရဲ့နော်ကျွန်တော် unbreakable ရဲ့ပြီးွားရင်တော့ AOG ရဲ့ကျန်နေပြီးတော့ လာမယ်လို့ထင်တယ်ဗျ။ဒါပေမဲ့အဓိက damage output ပေးရမယ် event ကြီးဒီတောက်လျှောက်ဆုတ်လို့ကြီးခံနေရတယ်။အချက်ကလည်းသွားရှိရဗျ။ deploy ဒီပထမတစ်ခါတော့က flicker fire နဲ့ slash နဲ့ event ကြီးပါသွားခဲ့ရတယ်။ဒုတိယတစ်ခါပတယ်ဖြစ်တဲ့အချိန်မှာ event ကြီး position လေးနည်းနည်းအောက်သွားတဲ့အချိန်မှာ deploy ကအဲ့အရာကိုထပ်ပြီးတော့ခွင့်ကောင်းယူခဲ့တယ်။ဒီအရာတွေတော့ AI အနေနဲ့တော်တော်လေးကိုတော့ view size မှာတော့ရမယ်ဗျ။သူတို့ဖန်တီးထားတဲ့ draft ပုံစံတစ်ခုအလီဒါရဲ့ Brazil Aero မိသွားတဲ့အချိန်မှာ PA 7သည် backup နဲ့နောက်ကနေပြီး AOG နဲ့ထောက်ပေးထားမယ်။ Messi သည် front line ထဲမှာကောင်းကောင်းကြီး initiate ထားတဲ့အချိန်မှာ Yuri နဲ့ Ivan G နဲ့ကအဆုံးသတ်မယ်။ဒါမျိုးပုံစံတစ်ခုကိုကျွန်တော် AI အနေနဲ့ကပုံဖော်နိုင်မှတော့ရမယ်။ဟုတ်တယ်။အဲ့လိုမျိုးပုံဖော်မနိုင်ဘူးဆိုတော့နောက်ဒီနောက်ပိုင်းလာမယ့် game တွေကအတော်လေးကို နော်အနေအများနဲ့အနေထားတစ်ခုပါအဲ့တော့တပတ်မှာပလာတင်အနေနဲ့ကတော့လက်ရှိမှာနော်မေဂါ3လေးနဲ့တူတခါတည်းနောက်တစ်ပေါ်လာခဲ့တဲ့ဒီတက်လော့ကထိရမယ်ဆိုတော့ဘွဲကလုံးဝအမ်ဘွတ်တို့အခွင့်ရအများကြီးရသွားမှာဗျာ S right ဒီနောက်လျှောက်ကိုပေးထားရင်ပတီဘလော့ dash ဓာတ်ထဲမှာ base 7အနောက်ကိုတိုးဖို့တော့ခက်ခဲနေနေပဲနောက်ထပ်တစ်ကြိမ်ဒီ၄ကြိမ်မြောက်လော့ကထပ်ပေးလိုက်ရပြီဗျာအဲ့ဒီမှာ AOG ကပေးပြီးမှပြန်ပြီး4နေရပြီဒါပေမဲ့နောက်မှ rookie TC ပြန်အလိုက်မှာထောင်းခဲ့ထားတဲ့ PA 7နေနေတော့ပြန်ပြီးပြေးဖို့တော့ကဘလို့မှမဖြစ်နိုင်တော့ဗျာ violet ဒီနောက်လျှောက်ပဲ dash ပေးထားနေဟိုဘက်မှာလည်းဒီဘလော့နောက်ချက် damage ဒီဈာမှာ avatar လေးယူတော့ AI e ော့ပြန်ရလိုက်သေးတယ်မက်ဆီရေးစစ်လက်ပြန်အလဲမှာတော့ဒီဘလော့စီကသူ့အနေနဲ့ရနေတယ်ဆိုပေမဲ့ရူကီတီးစီရဲ့ဟီးချက်တွေကြားထဲမှာတော့ပလာတင်ဆက်လက်ပြီးတော့ဒီ၄កောင်နဲ့အတူပဲဒီပွဲကိုအန်လို့တော့ရနေပါသေးတယ် PA7 လိုမျိုး front line ကတောင်းတော့မရှိတော့ဘူးဆိုပေမဲ့လို့ကျွန်တော်တစ်ဖက်ကနေပြီးတော့ avatar ပြန်ရထားတယ်ဆိုတဲ့အချက်က AI တွက်ကတော့တော်တော်လေးအဆင်ပြေရတယ်။ Mount Gambit တစ်ခုကတော့သူတို့က skill ကတော့ဖြစ်သွားခဲ့မယ်ဆိုပေမဲ့ဒီအချိန်မှာဖြည့်ရှင်းစရာ cherry duty ဆိုတဲ့ပြဿနာလေးတစ်ခုကတော့သွားပြီးတော့ရှိနေသေးတယ်ပေါ့နော်။တော့လုံးဝ LD ရဲ့ဒီဘယ်လိုပြောမလဲ။ဒီကတော့သင်ဆောင်လို့ပဲအချိန်အနောက်တောင်မြောက်အားလုံးကထောင်ချောက်တွေဖြစ်နေရတဲ့ဆိုတော့ AI e-sport ရဲ့ မေကသုံးလင်းပေးထားတဲ့အနေထားတစ်ခုမှာဘယ်လိုမျိုး bounce back တွေကိုပြန်လည်ဖန်တီးပြမလဲဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းနေပါလား။ဒါတော့လွယ်လွယ်လောက်တော့ဒီနေ့အီမဂျီသွေးတစ်ဝက်ပြန်အကြမှာနောက်မှ cherry juice တောက်လျှောက် damage တွေပေးထားတဲ့အနေထားတစ်ခုမှာ messi မသေးုံတမဲပဲ aim ကိုပြန် fall လိုက်ရပဲ။ bnc ပဲပြန်ရောက်မှာ aog နဲ့တော့ back ပေးထားတဲ့သူ final slap တွေ throw ကို long net တွေရိုက်ခတ်နေတဲ့ damage တွေကိုတော့မခံစားနိုင်တဲ့ ai e sport အနေနဲ့ဒီ match number 3 game number 3ကိုတော့အရှုံးပေးလိုက်ရပြီပဲဖြစ်ပါတယ်။တကယ်လို့